ဆိုတော့ကျွန်တော်တို့အရန်နဲ့ရှိုင်းစွာနာကျင်တဲ့နေရာဘသူ့ဘုံမှကျွန်တော်တို့မပြောလို့ရပြောလို့မရတော့တဲ့အချိန်မှာနှုတ်ကပတ်တော်စီးလာပြီဆိုတော့လေအေးမြသွားတာ။အော်ဟုတ်လိုက်တာ။ဟာလေလုယ။လူတွေပေးနိုင်တဲ့နှစ်သိမ့်ချင်းကမရောက်နိုင်တော့ဘူး။အာမင်။ဒါပေမဲ့ရတဲ့လောက်ကြောင်ကြောင်ကြားတိဝင်နိုင်တာက liquid ဖြစ်တယ်။ရေဖြစ်တယ်။ เนาะအဲ့ဒီနှုတ်ကပတ်တော်ရေကကျွန်တော်တို့ပြက်လက်နေတဲ့ခန်းချောင်းနေတဲ့ပကြားအနေနဲ့ကျွန်တော်နှလုံးသားမိတ်ဆွေနှလုံးသားကိုပြန်ဆူဆွတ်စေမှာကနှုတ်ကပတ်တော်ပဲဖြစ်တယ်သူမြောက်ချင်းကိုကျွန်တော်တို့ကတော့တူတော်စင်တယောက်ဖြစ်မှရမယ်လို့ထင်တာမန္တကယ်ကအရှိရှိတိုင်းဒီဆုံးရှုံးတဲ့နယ်ပယ်မှာပဲဘုရားခင်ကပြန်ကောင်းစားစေနိုင်တာဖြစ်တယ် ်အာမင်သင်နေရာ ပြောင်းရမလို့သေးဘူးနော်သင်ရဲ့အခြေအနေပြောင်းရမလို့သေးဘူးသင်ဖရားတန်ကြာပြီးသင်ပတ်လဲသင်ရှိတဲ့နေရာမှာပဲဖရားကိုမျှော်လင့်ခြင်းနဲ့စပြီးမျှော်လင့်နေဆိုအဲ့ဒီနေရာမှာဖရားကစပြီးတော့မကောင်းကြီးပြင်မှာဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့ပြောမယ့်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ True Hope မှန်ကန်သောမျှော်လင့်ခြင်းကျွန်တော်တို့ Empty Hope လူတယောက်ကကျွန်တော်တို့ကိုပုံပြောသွားတဲ့အခါမှာဘလောက်ခံရခက်လဲတော့လုံးဝ မတင်ထားဘူးကျွန်တော်တို့လိမ်မယ်လို့ဒါပေမဲ့ तू ကဂတိကိုယ်တွေပြုပြီးတော့မှ never keep promise ဆိုရင်ဘယ်လောက်စိတ်နာကြလဲဒါပေမဲ့ဘုရားခင်ကတော့ဂတိတည်တော်ဘုရားဖြစ်တယ်။ तू ပြောရင်ပြောတဲ့အတိုင်းဖြစ်တဲ့ဘုရားဖြစ်တယ်။ Amen ။ဧရှာနာဂရီကျမ်းခန်းကြီးခန်းကြီး40အငယ်29ကနေ31မှာထိုဘုရားသည်မောသောသူတို့အားခွန်အားကိုပေးတော်မူ၏။ဒီနေ့မောတဲ့သူများတင့်တွက်ဘုရားနှုတ်တော်ပေးတာဖြစ်တယ်။ခွန်အားကိုပေးရယ်။ Hallelujah ။နွမ်းနယ်တော်သူတို့အားအစွမ်းတတိနဲ့ပြည့်စုံသောခွင့်ကိုပေးတော်မူ၏။နွမ်းနယ်ဘူးသလား။ နွမ်းဖတ်နေသလားဘာမှမကန်းခြင်းမတွားခြင်းအောင်ပေါမောပန်းနွမ်းနေနေသလားအစွမ်းတတိနဲ့ပြေဆုံးတော့ခွင့်ကိုပေးမယ်တဲ့လူပြိုတို့ဒီမော၍ပင်ပန်းခြင်းတို့ရောက်ကြလိမ့်မည်လူလင်တို့ဒီလည်းထိမိ၍လဲကြလိမ့်မည်ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြည့်ကြလိမ့်မည်ရွှေလင်းသားကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်ပြေးတော်လည်းမပင်ပန်းခီးသွားတော့ခါမမောရကြအာမင်ဒါကျွန်တော်အတွက်ဖြစ်တယ်မိတ်ဆွေတွေဖြစ်တယ်လို့ခံယူပါဟာလေလုယာ ခီးကတော့သွားနေရတာပဲစင်ကူမှာเนาะကျွန်တော်တို့မဖျားရဲဘူးကျွန်တော်တို့စင်ကူကနေမကောင်းမဖြစ်ရဲဘူးဘာလို့ဆိုတော့အလုတောက်လျှောက်လုံနေရတာအဲ့တော့တငွေငွေနဲ့ကိုလေးပူရင်လဲเนาะအထူးသဖြင့်ကိုဗစ်မရှိခင်တော့ပါ ခုတော့ covid ရှိလာတဲ့ခါမှာတော့ tick နဲ့ဆိုရင်เนาะအခုဆိုနောက်ပိုင်းတော့ဖြုတ်ချသွားရင်တော့ဆိုရင်ဘာမှမဟုတ်သေးခုနှစ်ရက်ဆိုတော့ MCU ကအရန်စင်ပြေတဲ့ကာလတခုတော့ဖြစ်ခဲ့တာဗောနော်အဲဒီတော့ဒါကတော့ special condition ချင်းနေတိုးတော့ပုံမှန်အဖြစ်တော့ကျွန်တော်စင်ကလှုပ်လှုပ်တဲ့ခါမှာတောင်းတောင်းနေမကောင်းဖြစ်ုံနဲ့လဲကျွန်တော်တို့နားလို့မရတဲ့နိုင်ငံကြီးဖြစ်နေတာ ကိုမရှိရင်အလုတ်ကဆက်မသွားတဲ့ခါမှာကိုတာဝန်လည်းရှိတော့တာဝန်ယူမှုရှိတော့လည်းပါလာပေါ့လေဆိုတော့ကျွန်တော်လိုကြုံတွေ့မှုရယ်ဆိုရင်ဒီနေ့ဘုရားခင်ကပြောတယ်သင်ခီးသွားနေရင်မောနေတဲ့အတွက်ဒီနှုတ်ကပတ်တော်ကိုနားထောင်ပါတဲ့အာမင်ခီးသွားတော့ခါမမောရတော့နှုတ်ကပတ်တော်ဖြစ်တယ်ပြေးတော့ပြေးရမယ်အာမင်ဒါမဲ့မပင်ပန်းမဲ့ပြေးဖို့ရန်အတွက်နှုတ်ကပတ်တော်ရှိတယ်အာမင်ဓမ္မရဆိုရင်စတုထာဆောင်ခန်းကြီးတုံးငယ်59နေ19မှာကျွန်တော်တို့ဘာကြောင့်တွေ့ရလဲဆိုတော့ဒုက္ခလာလာတွေ့ပြီးတော့မှအကြီးကျယ်เนาะတွားရင်းနဲ့လမ်းကူးလက်မှာပြက်လက်သွားတာ သွားတာပြေးတော့ပြေးနေတာဒါပေမဲ့အာအင်ပြက်သွားတယ်ပြေးတော့ပြေးနေခီးတော့သွားနေတယ်ဒါပေမဲ့ထောက်ပံ့ခြင်းမရှိတော့လမ်းခုလက်မှာဒုက္ခရောက်နေတဲ့အုပ်စုကိုကျွန်တော်ဒီမှာတွေးရတယ်သူတို့ပါသွားတဲ့တိရိစ္ဆာန်တွေသူတို့ကိုယ်တိုင်တောက်ဖို့ရည်တွေမလောက်တော့တဲ့ခါမှာဒုက္ခရောက်တယ်ညီမစကားရှိရဲ့နော်သမင်းအသက်ခုနှစ်ရက်ရေအသက်တမနဲ့တဲ့တမနဲ့လောက်ရေမတောက်ပဲနေလို့ရှိရင်ခေါင်းတွေကိုက်လာတာနော်စားရဖြစ်ရင်ကျွန်တော်တို့ရေရဲ့ရေကြီးပုံကျွန်တော်အားလုံးသိပါတယ် dehydration ကနော် silent killer လို့လည်းပြောတယ်အထူးသဖြင့်ကျွန်တော်တို့ချမ်းတဲ့အတိုင်းပြည်တွေမှာသွားပြီးအလုပ်လုပ်တယ်ဆိုရင်သွားပြီးကျွန်တော်တို့ဘလောက်ပဲကျွန်တော်တို့လှုပ်လှုပ်ချမ်းနေတဲ့ခါကျတော့ချွေးကအရင်မထွက်တော့ကျွန်တော်တို့ကမတိတာတဲ့ခါမှာရေဓာတ်ခမ်းမမတိခမ်းပြီးတော့မှຫນွေကောင်းကောင်းမှာကျွန်တော်တို့နော်ချွေးတပြိုက်ပြိုက်နဲ့ဖြစ်ပေမဲ့ dehydration မဖြစ်ဘူးဘာလို့ဆိုတော့ချွေးထွက်တော့ရေတောက်ဖို့သတိရတယ်ဒါပေမဲ့အဆောင်တွင်းမှာ ရေမတောင်းမီပဲနဲ့ dehydration ဖြစ်ပြီးတော့မှတေးတာတော့မဟုတ်ပေမဲ့တဲတန်ဖြစ်တဲ့လူနာတွေအတဲတန်ဖြစ်တဲ့သူတွေကျွန်တော်တို့တွေ့ဘူးကြားဘူးကြားတယ်ဒါကြောင့်ဝิญဉေးရမှာလဲကျွန်တော်တို့ dehydration မဖြစ်ဖို့သိရကြည့်တယ်ဝิญဉေးရမှာကျွန်တော်တို့ dehydration မခံဖို့သိရကြည့်ရရှိတာလေးတုံးပြီးတော့မှတွိုင်းတွိုင်းနဲ့ပြက်လက်သွားတာကျွန်တော်တို့ကုန်းဆက်ကောင်းဆောင်တွေတရားဟောချက်တွေเนาะတနင်္ဂနွေနေ့ရဆရာတရားဟောချက်လေးကိုမှီညံပြီးတော့မှကျွန်တော်တို့ဟောရတာတော့မှတစ်ခါတစ်ခါမှပြက်လက်သလိုဖြစ်သွားခံစားရတယ်။တဝက်လောက်ကြတော့ နော်မပြင်းစင်ထားတာမဟုတ်ပြင်းစင်ထားရဲ့နဲ့ကိုနော်ဒီခါလေးမှာပြောစရာကုံသွားတဲ့ချိန်ကြုံကောင်းကြုံလိမ့်မယ်ဒီနေ့ပြက်လက်ချင်းတိုင်းကိုဘုရားခင်စီမှာပြန်သွားပါသင်ဘေကာနမှာပြက်လက်နေလေဘုရားခင်စီသွားပါဘုရားခင်ကထောက်ပံ့တော်ရှင်ဖြစ်တယ်အာမင်တရားဟောချက်ကြုံတာဟောရင်တော့တမျိုးပေါ့လေဒါပေမဲ့ဖွင့်ဟချက်နဲ့ဟောနေတဲ့လူတယောက်ဟာဒီခါလေးမှာဖွင့်ဟချက်မရတော့တဲ့ချိန်မှာဒေဝါလီခံသူလို့ဖြစ်သွားတတ်တယ် ဒါကြောင့်မလို့ကျွန်တော်တို့ဆရာတွေပြောဆရာတွေအမှုဆောင်တွေเนาะတရားဟောတဲ့သူတွေကျွန်တော်တို့တိတာဟောမယ်ဆိုရင်တော့ဟောဆရာများတာပေါ့တိတာဟောမယ်ဆိုနန်ကြားထောက်ပြီးဟောမယ်ဆိုရင်တော့ဒီဝါလီခံမှာမို့ဒါပေမဲ့တကယ် prophetic အနေနဲ့ဟောတဲ့ခါမှာတော့ဘုရားတန်မကြောက်ဘူးဆိုရင်ကျွန်တော်တို့အကျိုးနဲ့ဖြစ်တယ်ဒါကြောင့်เนาะဗျာဒိတ်ကြောင့်မရှိဘူးဆိုရင်အကျိုးနဲ့ပျက်စီးတယ်လို့ပြောတယ်ဒီနေ့ကျွန်တော်တို့ ငွေကြေးပြက်လက်တာတော့ထားလိုက်တော့လောကဖြစ်တဲ့အတွက်ငွေကြေးမလောက်တဲ့ချိန်ရှိဒါပေမဲ့အဲ့ဒီငွေကြေးပြက်လက်ခြင်းမှလည်းစိုက်ပျိုးခြင်းအဖြစ်ရိတ်သိမ်းနိုင်ပါတယ်ဟာလေလုယာထိုထက်မှကနှုတ်ကပတ်တော်မရှိတော့ဘူးဆိုရင်တော့အဲ့ဒါဆုံးရှုံးမှုထက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်တယ်ပရောဖက်ကြီးအေလီလက်ထက်မှာဗျာဒိတ်တော်နေပါတဲ့အတွက်တော့အကျိုးနဲတယ်အဲ့မှာရှမွေလဆိုတဲ့နှုတ်ပြက်ခါဇလူငယ်လေးတယောက်ကဗျာဒိတ်တော်ကိုစပြီးတော့ကြားလာတာကကြီးကောင်ကြီးမားတွေကနားမထောင်တော့လို့ဖြစ်တယ် ညာပြောမယ်ကလေးသူငယ်တွေကိုဘုရားခင်ကချစ်ပါတယ်ဒါပေမဲ့တခါလေးမှနော်ကျွန်တော်တို့ကိုဘုရားပြောနေကြစကားတွေကိုကျွန်တော်တို့နားမထောင်တဲ့အတွက်နားထောင်တဲ့သူတွေကကြားသွားတာဖြစ်တယ်ပြီးမှရှိပြောအောင်မြေတန်းနားထောင်ပါလို့ပြောရအောင်အာမင်အဲ့တော့အဲ့ဒီဖြစ်ပြမှာတို့စစ်ချီရင်နဲ့တို့လမ်းခူးလက်မှာထောက်ဖို့ပြတ်သွားတယ်ရေးမပါတော့ရေးမလောက်တော့ဆိုတော့အဲ့ဒီမှာဂန္ဓာယမြေ Middle East လိုနေရာမျိုးမှာရေပြတ်လက်သွားတဲ့အချိန်မှာနေရာတိုင်းမှာရေမရှိတယ်ဒီတော့တို့ဆူတောင်းတဲ့အခါမှာ ။သွားပြီးတော့ဖျားလူကိုမေးတဲ့ခါမှာအီလီရှဲနဲ့သွားတွေ့တယ်။အီလီရှဲကစောင်းသမားကိုခေါ်ခဲ့ပါဆိုပြီးစောင်းသမားတီးတဲ့ခါမှာဖျားရဲ့လက်တော်သည်အီလီရှဲပေါ်သို့ရောက်၍ထာဝရဖျားမိန်တော်ပြီးတကားဤကျိုင်းပတ်လည်၌ဆယ်ပေါင်းတို့ကိုလှုပ်ကြတော့ဒီညလေးမှာကျွန်တော် highlight လုပ်ချင်တဲ့နေရာလေးကတော့ဤကျိုင်းပတ်လည်၌ ကျွန်တော်တို့ကလွတ်မြောက်ခြင်းကိုအဝေးကြီးထင်တာလွတ်မြောက်ခြင်းကိုကျွန်တော်တို့ကတော့ဘာသာတရားထဲမှာရှာခြင်းတာလွတ်မြောက်ခြင်းကိုကျွန်တော်တို့ကသူတော်စင်တယောက်ဖြစ်မှရမယ်လို့ထင်တာမန္တကယ်ကအရှိရှိတန်ဒီဆုံးရှုံးတဲ့နယ်ပယ်မှာပဲဘုရားခင်ကပြန်ကောင်းစားစေနိုင်တာဖြစ်တယ်အာမင်သင်နေရာပြောင်းစရာမလိုသေးဘူး။တော့သင်ရဲ့အခြေအနေပြောင်းစရာမလိုသေးဘူး။သင်ဖရားတန်ကြာပြီးသင်ပတ်လဲသင်ရှိတဲ့နေရာမှာပဲဖရားကိုမျှော်လင့်ခြင်းနဲ့စပြီးမျှော်လင့်နေဆိုအဲ့ဒီနေရာမှာဖရားကစပြီးတော့မကောင်းကြီးပြင်မှာဖြစ်တယ်။ဟာလေလုယာ။ အာမင်ဒါကြောင့်ဤချိုင်းပတ်လည်၌ဆယ်ပေါင်းတော်လောက်ကြလောကျွန်တော်တို့ကတခါလေးမှာဘိုလ်ချုပ်ကြီးနေမှန်လို့ငါတို့ပြည်မှာရှိတဲ့ပူတန့်တဲ့မြစ်တွေမှာရေချိုးခိုင်းရင်ကောင်းပါကျွန်တော်တို့ဘုရားစကားတော်မှာကိုလှုပ်ချင်တယ်လို့လေးပဲလှုပ်ချင်တာတကယ်တကယ်ကအဲ့ဒီမြစ်ပတ်တယ်ဆိုတဲ့ဂျော်ဒန်မြစ်ပဲဒီနေရာလေးမှာပဲနမိတ်လက္ခဏာဖြစ်နိုင်တဲ့ဘုရားဖြစ်တယ်ပြီးမှကြည့်လို့ပြောအောင်နမိတ်လက္ခဏာအဝေးကြီးမှာမဟုတ်ဒီနားမှာပဲလို့ပြောလိုက်ဟာလေလုယာ ။ဘာလို့လဲဆိုတော့အကြောင်းမူကားတင်တို့နဲ့သရိစံတို့သည်တောက်စီယာဖို့လေးမလာမိုးမရောပဲဤချိန်သည်ရေနဲ့ပြည့်လိမ့်မည်။ချိန်နဲ့ရေနဲ့အကြောင်းကိုဒီနေ့ထပ်ပြီးတော့ကျွန်တော်ဆွေးနွေးရအောင်။ချိန်ဝမ်းနဲ့ရေနဲ့ကျွန်တော်တခါမှကယ်လီဖိုးနီးယားပြည်နယ်ဒီဆန်ဖရန်စစ္စကိုမှာပတ်သက်ဆောင်ပြီးねကျွန်တော်တို့တို့တင်နန်းပေးဖို့ဖိတ်တယ်ဘေးဘေးအေရီးယားမှာရှိတဲ့အသင်းတော်၁၀ပါပေါင်းပြီးတော့မှဒါနဲ့ကျွန်တော်တို့ဘုဒ္ဓတအနေနဲ့နေရာတစ်ခုကိုခေါ်သွားတယ်အဲ့ဒီနေရာမှာသူကညီကြီးရဲ့စွမ်းအင်အားပြောင်းပြန်ဖြစ်နေတဲ့နေရာတစ်ခုရှိတယ် ကျွန်တော်နေပြည်တော်နဲ့ပြည်မနာနားမှာလည်းတနေရာရှိတယ်လို့ကြားတယ်။အဲ့နေရာမှာဆို light track တွေဂုံးစင်မှာထားတာပြန်တက်တယ်လေနော်။အဲ့လိုမျိုးပေါ့။ကဘာမြေကြီးရဲ့စွာဘောင်းမြန်ဖြစ်တဲ့နေရာတွေကဘာမှာတချို့နေရာရှိရဲ။တိတိတာတာအဲ့ဒီ San Francisco နားမှာတောအုပ်တစ်ခုကြားထဲမှာရှိရဲ။ကျွန်တော်တို့သွားကြတယ်။ Dorix Attraction ပေါ့။ကျွန်တော်ပတ်စံပေးတယ်။သွားဝင်ကြတဲ့အခါမှာကျွန်တော်နဲ့ကျွန်တော်တို့ live ပို့တဲ့အကိုက "तू ကကျွန်တော်ထက်အရက်ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့နောက်ကျွန်တော်နေတဲ့နေရာနဲ့ तू နေတဲ့ဘောင်းမြန်လောက်တဲ့အခါကျွန်တော်သူ့ဆက်ပို့ရှည်သွားတာ။ဒီတိုင်းပဲဘာမှမတူဘူး။" ကဘာကြီးရဲ့ဆွဲဆွဲငင်ရဆိုတော့ကျွန်တော်ပူတာကဘာမြေကြီးဆွဲငင်ရအများကြီးဆွဲထားလို့ပူတာတကယ်တကယ်ကဘာမြေကြီးဆွဲငင်ရတိတ်မရှိကျွန်တော်ဒီလောက်လောက်ရှင်ရှင်ပါဘောပြီးတော့ဘောလုံးကိုကျွန်တော်တို့ဒီမှာထားလိုက်တယ်နော်ဘောလုံးကအောက်ကျသွားမှာအပေါ်တက်သွားတိုင်းမှာအပေါ်တက်သွားတာဆိုတော့အဲ့လိုမျိုးထူဆန်းတဲ့ညံလေးကိုကျွန်တော်တို့ရောက်ဘူးတယ်ဂျေဇူးတော်ကြောင့်ဘုရားခင်ဂျေဇူးတော်ကြောင့်ကျွန်တော်တို့ချစ်လို့လိုက်ဖို့တဲ့ညီကိုမောင်နှမတွေကြောင့်ဆိုတော့ရေဆိုတဲ့သဘောတရားကညံရနေနေရကိုစီးတယ်အဲ့ဒီနေရာလေးမှာတော့ရေလောင်းလိုက်တာနော်တူရင်းဆိုရေရက်တက်သွားပေါ့ သူတို့ရေတယောက်လောက်ထားတာရေကတက်သွားပြဟာဘလို့ပါလိမ့်မော်နော်ထူချားနေဒါကတော့ဖခင်ရဲ့ဖန်ဆင်းခြင်းတဲ့ကထူချားချက်လေးတွေပေါ့ရေဘူးရအဖြစ်တော့ရေသည်ညညာနေနှင့်ရအောင်စီးတယ်ကျွန်တော်တို့အရန်နဲ့ရှိုင်းစွာနာကျင်တဲ့နေရဘသူ့ကိုမှကျွန်တော်တို့ပြောလို့မရတဲ့အချိန်မှာနှုတ်ကပတ်တော်စီးလာပြီဆိုတော့လေအေးမြသွားတာဩဟုတ်လိုက်တာဟာလေလုယာဂျိုင်ဝမ်ပြည့်မယ်ဆိုတာအဲ့ဒါကိုပြောတာဖြစ်တယ်ဟာလေလုယာတင်ကလုံးဝ ကြတလုံးနဲ့စိတ်သက်မြင်းလွာကိုဖောက်ထွင်းပြီးဟောအနောက်ထိရောက်နေပြီဆိုပါတော့အဲ့ဒီနေရာတည်းအထိရောက်နိုင်တဲ့အရာကတော့နှုတ်ကပတ်တော်ရည်ပဲဖြစ်ဒါလည်းလို့ရလူတွေပေးနိုင်တဲ့နှစ်သိမ့်ချင်းကမရောက်နိုင်တော့ဘူးအာမင်ဒါပေမဲ့ရတဲ့လို့ကြောင်ကြိုကြောင်ကြားတိနှုတ်ကပတ်တော်ရေကကျွန်တော်တို့ပြက်လက်နေတဲ့ခန်းချောင်းနေတဲ့ပကြအနေနဲ့ကျွန်တော်နှလုံးသားမိတ်ဆွေနှလုံးသားကိုပြန်ဆူဆွတ်စေမှာဖြစ်တယ်။အာမင်။ဟာလေလုယာ။မိုးမရဘူးနော်တဲ့။လေလည်းမလာဘူး။ဤကျိုင်းကရေနဲ့ပြည့်မယ်တဲ့။ အဲ့ဒီမှုဘုရားခင်ရှေ့မှာတာမညမှုပဲဖြစ်သေးတယ်ဒီနေ့မှာကျွန်တော်တို့မောပန်းနေသလားမောဟိုက်နေသလားကျွန်တော်တို့ရဲ့အနှလုံးသားတွေကြေကွဲနေသလားကြေမွသောအနာကိုစီးပတ်ပေးမယ်ဘုရားဖြစ်တယ်အာမင်အဲ့ဒီထဲကိုရေဖြည့်ပေးမယ်ပြီးတော့သင်တို့ဒီခိုင်ခန့်ထူဆန်းသောမြို့ရှိသမျှတို့ကိုလောက်ကြံမယ်တနည်းအားဖြင့်တင်းယူမယ်ကျွန်တော်တို့ထူဆန်းတဲ့မြို့ ခေါင်းမွန်တဲ့မြို့ထူးဆန်းတဲ့အရာတွေကျွန်တော်တို့ဘိုးဘေးတွေလှုပ်ထားတဲ့မြို့မဟုတ်ဘူးကျွန်တော်တို့ဖိုးတွေလက်ထက်တုံးမပြောနဲ့ကျွန်တော်တို့ဖေးလက်ထက်တောင်မှဒီနိုင်ငံကနိုင်ငံတစ်ခုအနေနဲ့မရက်တည်သေးဘူး1965ကျမှစင်ကာပူနိုင်ငံဆိုပြီးကုလသမဂ္ဂကတတ်မှတ်ပေးထားတာဆိုတော့အင်မတန်မှနှုတ်နယ်သေးတဲ့မြို့တစ်မြို့ဖြစ်တယ် ထူဆန်းသောမျိုးတစ်မျိုးဖြစ်တယ် red dot လေးဖြစ်ပေမဲ့အာရှတိုက်ရဲ့ကြားလို့ခေါ်ခဲ့တဲ့ဟောင်ကောင်ဟိုတော်မှသူကစီးပွားရေးအရတော်တော်များများကိုသူကြော်တက်နေတဲ့နိုင်ငံဖြစ်တယ်အင်မတန်မှတေးလာတဲ့နိုင်ငံဟိုဘက်ထိပ်ဒီဘက်ထိပ်တနာရင်နဲ့ရောက်တယ်ကျွန်တော်တို့အဲ့လောက်တေးတဲ့နိုင်ငံထူဆန်းသောမျိုးမှာဘုရားကတင့်ကိုကောင်းစားစေတာဖြစ်တယ် hallelujah လက်ခုပ်တီးလေးပြောင်းချီးမွှေးရအောင်အတုံးဝင်တဲ့တစ်ပင်ရှိသမျှကိုလည်းတင်တိတ်ပိုက်လို့ရမယ်။ရေရင်းတွေတင်လို့ရမယ်။မြေကွက်ဒီကောင်းသောမြေကွက်ရှိသမျှကိုလည်းတင်ကအပိုင်ရမှာဖြစ်ပါတယ်။ဘုရားခင်ကောင်းကြီးပေးပါစေ။ ဆိုတော့ကျွန်တော်တို့မောပန်းတဲ့ခါတိုင်းမှာမလုပ်ရမလဲထားတော့ဘုရားကိုမျော်လင့်မယ်မျော်လင့်တဲ့ခါမှာအားပြည့်မယ်တဲ့အာမင်ရွှေလင်းသားကဲ့သို့မိမိတို့အတောင်ကိုအသက်ပြုပြင်ကြလိမ့်မည်နောက်ဆုံးပိုင်းနေနဲ့ကျွန်တော်တို့ညီကုန်းချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မတိလိုက်တဲ့ချိန်မှာကျွန်တော်တို့ကအမြဲတမ်းအနေထိုင်သွားတယ်ကျွန်တော်တို့ယုံကြည်ခြင်းတွေကကျွန်တော်တို့ရဲ့တက်ကြွမှုတွေကအနေထိုင်သွားတယ်ကျွန်တော်တို့ရဲ့တောက်လောင်မှုတွေကအနေထိုင်သွားတတ်ကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိမိကိုမိမိလှုံ့ဆော်ရအောင် ဒါဝိမင်းကြီးကပြောလဲငါဝိညာဉ်ထောက်တာပြောက်ချီးမွမ်းလို့ကျွန်တော်တို့ကသူများဝိညာဉ်ကိုချီးမွမ်းခံကျင်တာဝါရှစ်လီဒါတို့ကဟေးလက်မြောက်လေကားလေအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့တော့လူငယ်တင်တဲ့နေမလွတ်တာ motivate လုပ်ပြီးတော့မှအော်ဟေးဟာလွတ်တာတော့ကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်ကိုတက်တက်ကြည့်ပြီးကားဆိုအဲ့ချိန်ကျတော့ကျွန်တော်မကချင်တော့ဘူးအဲ့လိုခိုင်းလို့ရှိတော့ဒီနေ့သူများကိုခိုင်းရတာလိုရယ်ကိုကိုကိုခိုင်းရတာခက်တယ်ညီမလေးပို့ပြီးတော့မှငါဝင့်ညင်ထားတော့ပြောက်ချင်းမွန်းလောက်လို့ပြောတော့တင်းနေတော့အာမင်လက်ကိုတီးလက်ပြောက်ချင်းမွန်းရအောင် ငါအแทမှာရှိရှိသမျှတို့တဲ့ဆာလံဆရာကအာမင်ဘုရားကိုချီးမွမ်းလို့သူ့လိုလူတော်မှအလုံးစော်ဖို့လို့ဆိုကျွန်တော်တို့တာ၍လိုအပ်တယ်အချင်းချင်းလဲတိုက်တွန်းလို့ဆိုရမယ်အာမင်ဧဘက်30ငယ်25မှာအချင်းချင်းတိုက်တွန်းလို့ဆိုရမယ်တဲ့ကာလချင်းရောက်လူနေတဲ့အတွက်အထူးအားထုတ်ရမှာဖြစ်တယ်ထို့ထက်မကမိမိကိုမိမိကျွန်တော်တို့ဘုရားကိုအားကိုးဖို့ပြန်ပြီးတော့မှအားပေးရမှာဖြစ်တယ်ရွှေလင်းတန်းကသူ့အတောင်ပြုတ်ပြင်ဖို့တခြားတယောက်ကိုမရှာတော့ဘူး သူ့ဘာသာသူအမြင့်ဆုံးသောတောင်သူဒေတာမှာရှိတဲ့ညင်ပေဘယ်သူမှမနှောက်ယှက်နိုင်တဲ့နေရာအန်ရကင်းဆုံးနေရာနေကိုကြီးလို့ရမယ့်နေရာကိုသူကရှာပြီးတော့မှသူ့အတောင်ကိုသူဆွဲဖြုတ်တယ်သူ့နှုတ်တီးကိုသူရိုက်ခွဲတယ်နှုတ်တီးတစ်တွေရရှိလာတယ်သင်မရိုက်ခွဲမချင်းတော့အစ်စ်ထွက်လာမှာမဟုတ်ဘူးသင်မဖြုတ်ချမချင်းတော့အစ်စ်ထွက်လာမှာမဟုတ်ဘူးသင်ကတတတာနဲ့ကင်နေတဲ့အတွက်အဲ့ဒီဟောင်းနေတဲ့လက်သေးတွေကအစ်စ်ထွက်လာနိုင်မှာမဟုတ်ဘူးရိုက်ချသင်ရိုက်ချပါအာမင်ခွာချသင်ခွာချပါဟာလေလုယသူများလှုပ်ဖို့မဆောင်နဲ့တော့ကိုယ့်ဟာကိုယ်လှုပ်ပါဟာလေလုယ ာရွှေလင်းနာလို့မိမိအတောင်ကိုတည်ပြုမယ်ပြောကြည့်အောင် renew တင့်နှလုံးသားလည်း renew ရမှာဖြစ်တယ် amen သင်ရဲ့စိတ်ဓာတ်လည်း renew လုပ်ရမှာဖြစ်တယ်နှစ်ဟောင်းကုန်လို့နှစ်သိရောက်လာပေမဲ့အရင်အဟောင်းနှလုံးသားနဲ့တွားနေရင်တော့အစ်စ်တော်ရာရနိုင်မှာမဟုတ်ဘူး amen hallelujah amen, amen. amen. ျွန်တော်ကိုတရအောင်အရန်ခွာရတယ်သူ့အိမ်ကျွန်တော်ရောက်သွားတယ်နှစ်ထပ်ခွဲတိုက်နှစ်ထပ်ခွဲကိုကောင်းကောင်းသူစိတ်တန်းကြဒီဇိုင်းဆွဲပြီးတော့မှစောက်တယ်အရန်လှတဲ့အိမ်တွေသူပိုင်ဆိုင်တယ်သူနဲ့သူစနေတဲ့သူရဲ့သားအရန်ပျော်ရွှင်စွာသူတို့အိမ်မှာနေထိုင်နေတယ်ဒါမဲ့အချိန်ရောက်လာတဲ့အခါမှာဘလောက်ပဲနာကျင်ဘလောက်ပဲမခွဲချင်ပေမဲ့လည်းငါတို့နောက်တစ်ဆင့်သွားဖို့လိုရဲဆိုပြီးသူအတောင်အသင့်နဲ့ပြန်ရောက်လာတယ်ဟာလေလုယား ဘသူကတော့မိသားစုနဲ့ခွဲခွာခြင်းပါဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ပြေးနေတဲ့ခီးကိုကျွန်တော်တို့နားလဲတဲ့တွေ့အခါလေးမှာနာကျင်တော်လဲကိုတင်အောင်လွမ်းစွတ်တော်လဲကျွန်တော်တို့တော့အခါလေးမှာကျွန်တော်တို့ရဲ့နှုတ်တီးတွေကိုရိုက်ခွဲပြီးတော့မှ တစ်သောနှုတ်တီးတွေရအောင်လုပ်ရတယ်ဟာလေလုယာဒီနေ့ next level သွားဖို့ဘယ်နှယောက်ရှိနေတယ်လဲဒီထဲမှာလက်ထောင်ပါအောင်ဒီနေ့ next level သွားခြင်းတဲ့လူသွားနေလို့ဘယ်နှယောက်ရှိလဲအာမင် next level ရောက်ချင်တော့တဲ့အဟောင်းတွေကိုထားခဲ့ပါရမှာဖြစ်တယ်နှုတ်တီးအစ်စ်လို့ချင်တော့အဟောင်းကိုရိုက်ခွဲပြလိုက်မှရမှာဖြစ်တယ်တင်းရဲ့လက်သေးအစွဲတွေအစ်စ်ထွက်လာဖို့အတွက်ကအဟောင်းတွေကိုချိုးဖက်ရမှာဖြစ်တယ်အာမင် ျွန်တော်တို့လိုလူသားတွေလိုလက်သေးညက်နဲ့တယူတရလက်သေးညက်တာမျိုးမဟုတ်ဘဲနဲ့လောအုံးဝါကိုခွာချပြလဲရတာဖြစ်တယ်။အတောင်တွေကိုသူဟာနဲ့သူဆွဲထုတ်တဲ့အခါမှာဘယ်လောက်နာကျင်လိုက်လိမ့်မလဲ။ဒါပေမဲ့အဲ့ဒီဖက်သွားတဲ့နေရာမှာအစ်စ်ရောက်လာတဲ့အတွက်လေးလံနေပြီဖြစ်တဲ့သူ့ရဲ့အတောင်ညောင်းနေပြီဖြစ်တဲ့သူ့ရဲ့အတောင်ဟောပင်ပန်းနေပြီဖြစ်တဲ့သူ့ရဲ့တောင်ပန်းတွေကအစ်စ်ဖြစ်ပြီးတော့မှလေဟုန်ပြန်စီးလာတော့တာဖြစ်တယ်။ ီနေ့ဘယ်နှယောက်ကဟောင်းနေပြီလဲဘယ်နှယောက်ကညောင်းနေပြီလဲဘယ်နှယောက်ကလေဟုန်စီးဖို့စဉ်းစားဖြစ်နေပြီလဲအာမင် Are you ready Yes amen ထာဝရဘုရားကိုမျှော်လင့်တော့သူတို့မူကားအားပြေကြလိမ့်မည်ရွှေလင်းတာကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်ပြေးတော်လဲမချားရသေးဘူးပြေးတော်လဲခྱི་သွားတော့ခါလက်ခုပ်တီးလက်ဖျားခင်ချီးမွှားရအောင်မှန်ကန်သောမျှော်လင့်ခြင်းကတော့ဘုရားခင်စီမှာပဲရှိပါတယ် ျွန်တော်ဒီဇာလန်လေးကိုပဲပြန်ပြီးအနစ်ချုပ်ပြီးတော့ညီကုန်းချုပ်မယ်ဆိုရင်ဣသေလရှိမြင်ကမာယွန်းသောပရောဖက်တွေကိုကိုးကွယ်ခဲ့တဲ့ယေဇဗေလရဲ့သားအေလီယာကိုတော့တပ်ဖို့ကြိုးစားခဲ့တဲ့အာဟမင်းရဲ့သားဖြစ်တော်လေသူ့လက်ထက်မှာဘုရားကိုစပြီးကိုးကွယ်လာတယ်ဘုရားကိုရှာရကောင်းမှန်းသိလာတယ်ညာနုံပြမဟုတ်ရင်တော့မှဘုရားကိုစာငတ်တက်လာတယ် ်ထိုတမန်ကဘုရားကိုချစ်သောယောရှဖတ်နဲ့ပေါင်းလာတဲ့ခါမှာအတူတကွဘုရားကိုရှာလာတယ်ဒီနေ့ကျွန်တော်တို့ကျွန်တော်အဖြစ်မိတ်ဆွေအဖြစ်ကျွန်တော်တို့ရဲ့အပေါင်းအသင်တွေကယေရှုကိုမြင်တွေ့လာမှာဖြစ်ပါတယ်ပြဿနာကြုံတွေ့တဲ့ခါမှာငါတို့အချင်းချင်းတိုင်ပင်ပြီးချလိုက်မယ်မဟုတ်ဘဲနဲ့ဘုရားကိုမေးလာဒီနေ့သင်ဘုရားကိုမမေးဘဲလုပ်ခဲ့ရပါတယ်ရှိလေဘုရားကိုမေးရအောင်ယောရှဖတ်ကဘုရားကိုမေးသွားဖြင့်အေလိရှဲစီရောက်လာတဲ့ခါအေလိရှဲကကိုးကွယ်လာတယ် ဘုရားတန်ရောက်လာတယ်။နဲ့ရှိုင်းစွာဟိုးအတွင်းထုံးစီကြာနေတဲ့တင်းရဲ့စိတ်သက်တွေဟိုးချောင်းချိုးချောင်းကြားတဲ့အထိဖြည့်နိုင်တဲ့အရာကတော့အဆိုင်ခဲလည်းမဟုတ်တော့အမှုန့်လည်းမဟုတ်တော့ဘူး။ဘုရားရဲ့နှုတ်ကပတ်တော်ရေကအဲ့ထက်ကိုရောက်လာပြီးတော့မှလမ်းဆိုင်ရုံတမကတင်းနဲ့တင်းနဲ့ဆိုင်တော်သူအားလုံးကဝါစွာတောက်သုံးစရာရေရလာမှဖြစ်တယ်။ဒါကနှုတ်ကပတ်တော်ဒီနေ့အတွက်ကျွန်တော်တို့အားလုံးတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။လက်ကိုတီးလဲအရာယူရအောင်အာမင်။မှန်ကန်သောမျှော်လင့်ခြင်းကတော့ဘုရားသခင်တည်းမှာပဲရှိပါတယ်။တယောက်စီတိုင်းဖြားရှင်ကောင်းကြီးပေးပါစေ။